သင်တောင်းတာထက်တာ၍ကောင်းတဲ့အရာဘုရားပေးခြင်းနဲ့အဲ့ဒီတာ၍ကောင်းတဲ့အရာလို့ပြောတဲ့အခါမှာကျွန်တော်တို့ကဘာကိုသွားပြေးမြင်အောင်လဲဆိုရင်တော့လောကအရာကိုသွားပြေးမြင်အောင်ကိုကစပိန်လောက်တောင်းရင်ဘုရားသခင်ဆိုင်ငယ်ပေးခြင်းနဲ့ပေါ့ကိုကဆိုင်ငယ်လောက်တောင်းရင်ဘုရားသခင်ကကားပေးခြင်းနဲ့ပေါ့ကိုကအိမ်တစ်လုံးတောင်းရင်ဘုရားသခင်အိမ်သုံးလုံးလောက်ပေးခြင်းနဲ့ပေါ့အဲကျွန်တော်တို့ကလောကအရာနဲ့သွားပြီးတော့တာ၍ကောင်းသောအရာအဲ့လိုသွားပုံဖော်လိုက်ကျမ်းစာထဲမှာတာ၍ကောင်းသောအရာဘယ်လိုပြောလဲเนาะဒါလေးကျွန်တော် တစ်ချက်ဖတ်ပြီးတော့ခေါင်းအောင်ပေးခြင်းတယ်ရှင်လုကာခရစ်ဝင်ခန်းကြီး7ရှင်လုကာခရစ်ဝင်ခန်းကြီး7အပိုင်ငယ်7ကနေ73အော်ဒီမှာရပြီသင်တို့တွင်အဘဖြစ်တော်သူသည်သားသည်မုံကိုတောင်းလင်အဘသည်ကြောက်ကိုပေးမည်လောငါးကိုတောင်းလင်ငါးအစာမွေကိုပေးမည်လောဥကိုတောင်းလင်ကင်းမိခောက်ကိုပေးမည်လောသင်တို့သည်အဆိုးဖြစ်လျက်ပင် ကိုသားတို့အားကောင်းသောအရာကိုပေးတတ်လင်ထိုမြမကကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည်ဆုတောင်းသောသူတို့အားတန်ရှင်းသောဝိညာဉ်တော်ကိုသာ၍ပေးတော်မူမည်မဟုတ်လောဟုမိန်တော်မူ၏ကျွန်တော်တို့ကမုံကိုတောင်းရင်တဲ့လောကဖခင်ကရော့ကြောက်ခဲဆိုပြီးတော့ကိုသားသမီးကိုမပေးပါဘူးငါးကိုတောင်းရင်ငါးအစားမွေကိုလောကဖခင်ကကိုကလေးကိုမပေးပါဘူးကလေးက ကြက်ဥစားခြင်းလို့ဥကိုတောင်းရင်ကင်မီကောက်ဆိုပြီးတော့မပေးလိုက်ပါလောကဖခင်တော်မှာအဆိုးဖြစ်လျက်ပြင်းနဲ့ကိုယ်သားကိုကောင်းတဲ့အရာကိုပေးတတ်ရင်ဖခင်သခင်ကသင်တောင်းတာထက်ပိုကောင်းတဲ့အရာဘာလို့ထားလဲပြင်ဆင်ထားတယ်ကျွန်တော်တို့တောင်းတာကဒီလောကတည်ငါအရာလောက်ကိုပဲတောင်းတက်သေးတာဖခင်ထာဝရနဲ့ဆိုင်တဲ့အရာပြင်ဆင်ထားတယ်အေးမန်အဲ့ဒီထာဝရနဲ့ဆိုင်တဲ့ရကပါလေဆူတောင်းသောသူဟာတန်ရှင်းသောဝိညာဉ်တော်ကိုသာ၍ပြီးတော်မူမည်မဟုတ်လို့ဖခင်က ဘာကိုကျွန်တော်တို့ပေးခြင်းလဲသူကိုယ်တိုင်ကိုပေးခြင်းလားသူအတူရှိခြင်းကိုဘာလို့ခြင်းလားလဲပေးခြင်းလားဖះအတူရှိခြင်းမှာသင်ကျေနပ်တတ်သွားရင်လေသင်ဘဝတတာလည်းမှာကျမ်းမာခြင်းမကျမ်းမာခြင်းချမ်းသာခြင်းမချမ်းသာခြင်းအောင်မြင်ကျော်ကြနာမည်ကြီးခြင်းနာမည်ကြီးအဲ့ဒါရေးမကြည့်တော့ဖះအတူရှိခြင်းမှာဘဝကိုကျေနပ်ပြီးတော့အသက်ရှင်တတ်သွားဘာလို့အားလုံးဖះတာဝန်ယူလဲဆိုတာသင်စိတ်ချပြီးသားပဲစိတ်မချရင်သာသင်အဲ့ဒါတွေတော့ဘာလုပ်နေမှာအဲ့ဒီကိုအာယုံရောက်နေမှာ ဒီနေ့ဖရာသခင်ကပြောဆိုတော့ဆူတောင်းသောသူဟာသင်ရှင်းသောဝိညာဉ်တော်ဖရာကသူ့ကိုယ်တိုင်ကိုသင်ကိုပေးခြင်းတာသူ့အတူရှိခြင်းတာဒါကြောင့်ဖရာသခင်လူကိုဖန်ဆင်းတဲ့အဓိကယူချက်ကအဲ့ဒါပဲလူနဲ့အတူထာဝရအသက်ရှင်ဖို့လူကဖရာကိုချစ်မယ်ဖရာကလည်းလူကိုချစ်မယ်ထာဝရကာလထိယူရတာလူကိုသေဖို့အတွက်ဖန်ဆင်းတာမဟုတ်လူဟာအပြစ်ကျူးလို့မိလို့သာသေခြင်းတရားဆိုတော့ဝင်လာတာဖရာနဲ့ကင်းကွာခြင်းဝင်လာတာဒါကြောင့်မို့တခင်ရှုကလောကအောင်ဆင်းလာပြီးလာခဲ့တဲ့အခါမှာအဓိကယူချက် ျွန်တော်ဖះနဲ့ပြန်ပြီးတော့ပေါင်းစည်းရဖို့ပဲဖះနဲ့ဝေးကွာခြင်းအပြစ်အဲ့ဒီအပြစ်တော့ယေရှုလက်ဝါးကတိုင်းမှာအသိခံတယ်။သင်းကြိုတဲ့သုံးရမြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်။သခင်ယေရှုခရစ်တော်ဖះကိုယုံကြည်သောမြည်သည့်ဘာသာဝင်မဆိုမြည်သည့်လူမျိုးမဆိုမြည်သည့်အစင်တန်းမဆိုဖះနဲ့ပြန်ပြီးအဆက်ရသွားတယ်။အပြစ်ကနေလွတ်ပြီးတော့ဖះနဲ့ပြန်ပြီးဘာလို့သွားလဲ။အဆက်ရပါဖះကအတူလာနေလို့ရပါဘူး။ဘယ်ထဲမှာလဲ။သင်းရဲ့အတွင်ဝိညာဉ်ထဲမှာတန်ရှင်းသောဝိညာဉ်တော်အပြင်ဖះကအတူနေလို့ရပါဘူး။ဖះက तू နဲ့အတူအသက်ရှင်စေချင်တာ ဲ့ဒီဖျားနဲ့အတူသက်ရှင်ခြင်းကသင်တော့ဘာမှမလိုတော့ဒါကြောင့်မို့ဆာလန်စီယာဒါဝိတ်ကအဲ့ဒါကိုသိတဲ့အခါမှာတတိုင်းတော်ထဲမှာနေရတဲ့တရက်ကအချားရက်မှာနေရရက်တောင်ထက်သာပြီးကောင်းတယ်ထာဝရဘုရားသည်ငါ၏သိုးရင်းဖြစ်တော်မူ၏ငါသည်ဆင်းရဲမခံရ The Lord is my shepherd ဘုရားသခင်ကငါ၏သိုးရင်းဖြစ်တယ် I shall not want I shall not want ဆိုတာငါဘာမှမလိုတော့ဘာလို့ဘာမှမလိုတာလဲစားစရာတွေရှိနေလို့လားပတ်စံတွေရှိနေလို့လား စားစရာရှိလဲအသင်လုံနေဦးမှာပဲသင်ရဲ့အကြိုက်ကမနေ့ပြန်ညာတမျိုးပြောင်းသွားလိမ့်မယ်ဝိဇ္ဇာရှိလဲသင်အဲ့အဲ့ဒီအင်ကြီးရပြီးနောက်တစ်နေ့ကျရင်သင်အဲ့ဒီအင်ကြီးကြိုက်ချင်မှကြိုက်တော့မှာပြောင်းသွားမှာဒါပေမဲ့ဖျားအတူရှိခြင်းကဘာမှမလို့တော့ဒါကြောင့်မို့ထော်တော်ဖျားသည်ငါ့ကြီးတိုးတင်ဖြစ်တော့အဲ့တိုးတင်ကြီးရှိနေခြင်းအဖြစ်ငါအသက်တာဘာမှမလို့တော့ဘူးဆိုတော့ပြောချင်တာဒါကြောင့်မို့ကျွန်တော်တို့ကအာဒံအားဖြင့်ကျင့်ခြင်းအောက်ကိုရောက်သွားတယ်ယေရှုခရစ်အားဖြင့်ကျွန်တော်ကကောင်းကြီးမင်္ဂလာခံစားဘာမှရေးထားလဲဆိုတော့ဂလာတိ၃မှာရေးထားတယ် ဂလာတိဩဝါဒစာအခန်းကြီး3အပိုင်းငယ်73 74နှစ်ပိုင်းပေါ့ဂလာတိဩဝါဒစာအခန်းကြီး3အပိုင်းငယ်73ရင်ဖတ်ကြည့်အောင်ထို့ကြောင့်ဘုရားသခင်ရှိတော်၌ပြည့်ညတ်တရားအားဖြင့်အဘေသူမြဖြောင်းမတ်ရာသို့မရောက်နိုင်ဟုထင်ရှားလျက်ရှိသစ်တိုင်း၌ဆွဲထားခြင်းကို ခံရသောသူတိုင်း ကျင့်ချင်းကိုခံရတော်သူ ဖြစ်သည်ဟုစံစာလာသည်နှင့်အညီခရစ်တော်သည်ငါတို့အတွက်ကြောင့်ကျင့်ချင်းကို ခံရတော်သူဖြစ်၍ငါတို့ကိုပြည့်ညတ်တရား၏ကျင့်ချင်းမှရွေးနှုတ်တော်မူ၏ဖရားသခင်ရှိမှတဲ့ပြည့်ညတ်တရားရဲ့အကျင့်အာဖြင့်ဘသူမှဖြောင့်မတ်ရသူမရောက်နိုင်လူကကိုကိုကိုဖြောင့်မတ်အောင်ကောင်းအောင်မလုပ်နိုင်တစ်တိုင်မှာဆွဲခြင်းခံရတဲ့သူကဘာခံရတော်သူလဲကျင့်ချင်းကိုခံရတော်သူဖြစ်တယ် ်သစ်ပင်တပင်ကြောင့်ကျင့်ချင်းအမင်္ဂလာဖြစ်သွားတယ်အဲ့ဒီအမင်္ဂလာကိုသစ်ပင်မှာပဲပြန်ဆုံးသတ်တယ်ဒီမှာဘယ်လိုရေးလဲသစ်တိုင်လို့ရေးတယ်သစ်တိုင်ဆိုတာသစ်ပင်ပဲကဘာဦးမှာသစ်ပင်တပင်ကြောင့်ပြဿနာတက်တယ်ဘာသစ်ပင်လဲကောင်းမကောင်းသိကျွမ်းရပင်ဒါကြောင့်မို့အဲ့ဒီကောင်းမကောင်းသိကျွမ်းရအပင်ရဲ့အသီးရအပြည့်ရဲ့အသီးလို့မရေးဘူးမှောင်မှိုင်ချင်းအသီးလို့မရေးဘူးစွန့်ညင်ချင်းအသီးလို့မရေးဘူး tree of knowledge တဲ့လူကအဲ့ဒီအသီးကိုစားပြီးတဲ့အချိန်မှာဘယ်မှာကြာဆင်းသွားလဲကောင်းမကောင်းထဲမှာကြာဆင်းသွား ဒါကြောင့်မို့ကျွန်တော်တို့ကလေကောင်းတဲ့အခြေအနေဆိုရင်ကောင်းကြီးမြင်လာလို့ထင်သွားတာဆိုးတဲ့အခြေအနေဆိုရင်ဟာဒါကောင်းကြီးမဟုတ်ဘူးကျွန်တော်ဒီလိုထင်တာကျွန်တော်လည်းကတော့ဒီလိုပဲထင်တာကောင်းကြီးမြင်လာဆိုတာကောင်းတဲ့အခြေအနေနဲ့တွဲနေတယ်လို့ထင်တာဒါပေမဲ့နှုတ်ကပတ်တော်မှာတေချာပြန်ပြီးတော့ဖះနဲ့ပြန်ရင်းနှီးလာတဲ့အခါမှာကောင်းမကောင်းတဲ့မှာကျွန်တော်ကမရှိတော့ကျွန်တော်ကကောင်းမကောင်းနဲ့ဆိုင်တော့သူမဟုတ်အသက်ပင်နဲ့ဆိုင်တော့သူဖြစ်တယ်အဲ့ဒီအသက်ပင်ကယေရှုခရစ်ပဲဖြစ်တယ် ဒါကြောင့်မို့အဲ့ဒီကောင်းမကောင်းရဲ့အာနိသင်ကလေယုံကြည်သူဘုရားသားသမီးဖြစ်လာတော့မှကောင်းတဲ့အခြေအနေကိုပဲကျွန်တော်ဟာလေလုယလုံနိုင်တယ်မကောင်းတဲ့အခြေအနေကိုဟာလေလုယမလုံနိုင်ခရစ်တော်ကသင်ရဲ့ကြင်ကြင်အလုံးလက်ဝါးကတိုင်းမှာခံပြီးသွားတဲ့နောက်မှာသင်ခန္ဓာကိုယ်မှာဘာယောဂါပဲဖြစ်ဖြစ်ဘလို့အခြေအနေပဲကြုံကြုံသင်တို့အမင်္ဂလာမရှိတော့သင်တို့မင်္ဂလာကြီးပဲအမင်္ဂလာအလုံးဘသူယူသွားလဲယေရှုယူသွားတယ်ဒါတွေကအလုံးကတည်ငါပဲဒီလောကကြီးမှာဘယ်အရာကမှကျွန်တော်ကိုဆွဲချလို့မရတော့ဘယ်အရာမှကျွန်တော်ရှုံးအောင်လို့ မရတော့သင်အောင်မြင်သူဖြစ်အောင်ကြိုးစားမှာမဟုတ်သင်အောင်မြင်တော်သူဖြစ်ပြီသားယေရှုအပြင်သင်အောင်မြင်တော်သူသင်ကြွယ်ဝတော်သူဖြစ်အောင်ကြိုးစားမှာမဟုတ်ယေရှုရှိခြင်းကသင်ကြွယ်ဝခြင်းပဲဒါကြောင့်မို့ကျွန်တော်ကပတ်စံရှိခြင်းကကျွန်တော်ရဲ့ကြွယ်ဝခြင်းလို့သွားထင်တာမဟုတ်ယေရှုရှိခြင်းကျွန်တော်ကြွယ်ဝခြင်းတခုခုနေနေပယ်တခုမှဆောင်ဝဲအောင်ဝါတယ်စီးပွားရေးအောင်ဝါဒါမှအောင်မြင်သွားရလို့ထင်တာဒါပေမဲ့အဲ့ဒီအောင်မြင်ခြင်းကယာယီပဲဆယ်တန်းအောင်မှုတဲ့သူတွေရှိမှာတော့ဒီမှာတသက်လုံးပျော်တာရှိလား ဟာမနေ့ကပဲရှင်းစားပြီးတော့ဆယ်နဲ့အောင်တာခဏပျော်သွားတယ်မရှိအောင်ပျော်ခဲ့ပြီးသွားပြီအဲ့အပျော်သွားပါသွားလဲပြီးသွားပြီဒါမှခရစ်တော်အဖင်ဝမ်းမြောက်ခြင်းဟာအချိန်တိုင်းမှာစားစရာရှိခြင်းမရှိခြင်းနဲ့မဆိုင်အကောင်းဆုံးအဝတ်အစားရှိခြင်းမရှိခြင်းနဲ့မဆိုင်အဲ့ဒီယေရှုရှိခြင်းကကျောင်းတော်ဝမ်းမြောက်ခြင်းဖြစ်နေတာသင်အဲ့ဒါကိုသိသွားရင်လေစာတန်ကသင်ကိုဘာနဲ့မှပြိုလဲအောင်လုပ်လို့မရတော့ဒါကြောင့်မို့23ခုမြောက်သောစာလံမှာ တိုးတကောင်အတွက်အဓိကလိုအပ်ချက်ကစိမ့်လန်းသောချက်စားအရမဟုတ်။တာယာသောမျက်နာမဟုတ်။တိုးတကောင်အတွက်အဓိကလိုအပ်ချက်ကသေမင်းရိတ်လွှမ်းမှုတဲ့ခြံဝန်းကိုမလျှောက်ရဘူးလည်းမဟုတ်။တိုးတကောင်အတွက်အဓိကလိုအပ်ချက်ကပါလေ။တိုးတင်းရင်အတူရှိခြင်းပဲ။ဘလောင်ပဲစိမ့်လန်းသောချက်စားအရမနေပါစေတိုးတင်းမရှိရင်အဲ့ဒီတိုးဝင်ပလီကိုက်နိုင်တယ်၊ချင်းသွေးကိုက်နိုင်တယ်၊ကြားတွေကျက်သစ်တွေလာကိုက်စားနိုင်တယ်။ရန်သူဖြက်စီးသွားနိုင်တယ်။ ဘလောက်ပဲသိုးကသင်မင်းရင်လွှမ်းမိုးတဲ့ဂျိုင်ဝမ်းနဲ့ရှောက်အောင်ပါစေသိုးတိန်အတူရှိရင်ကိုရော်သည်ကျွန်ုပ်နဲ့အတူရှိတော်မူသည်ဖြစ်၍လန်လန်တော်နဲ့တောင်းဝေးတော်သည်ကျွန်ုပ်ကိုချမ်းသာစေပါစစ်မှန်တဲ့ချမ်းသာခြင်းဆိုတာသိုးတိန်ကြီးအတူရှိခြင်းပဲဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီသိုးတိန်ကြီးအတူရှိတဲ့အခါမှာဘာမှမလိုတော့ဘူးလို့ပြောခြင်းတာအဲမလောကမှာဆာလန်23မှာလေအဲ့ဒီသေမင်းရရိတ်လွမ်းမှုတဲ့ဂျိုင်ဝမ်းလေးကိုမထည့်မရေးထားရင်ပိုကောင်းမလားလို့နော်အဲကျွန်တော်အဲ့လိုထင်တယ်ကျွန်တော်အဲ့ဆာလန်23ဖတ်တဲ့ခါမှာသဘောပေါက်သွားကောင်းကြီးမြင်လာဆိုတာ ကောင်းတဲ့အခြေအနေနဲ့ဆိုင်တာမဟုတ်ကောင်းကြီးမြင်္ဂလာဆိုတာကောင်းမြတ်တဲ့ဖခင်နဲ့ဆိုင်တာဖြစ်တယ်ကောင်းကြီးမြင်္ဂလာဆိုတာကောင်းတဲ့အခြေအနေကိုပြောတာမဟုတ်စိန်လန်းသောကျဆားရဲ့ဖြစ်စေသေမင်းရဲ့လွှမ်းမှုတဲ့ဂျိုင်ဝမ်းထဲမှာရှောက်ပါစေတိုးတန်းကြီးအတူရှိကောင်းမြတ်တဲ့ဖခင်အတူရှိခြင်းကကျွန်တော်တို့ကောင်းကြီးမြင်္ဂလာဖြစ်တယ်အဲ့တော့ကိုနားလည်သွားတဲ့အခါမှာဟာကျွန်တော်တို့ကဘယ်အရာကမှစိတ်ပြတ်သွားအောင်လုပ်လို့မရအောင်ဘယ်အရာကမှလည်းတာရအောင်လုပ်လို့မရအောင်အဲ့ဒီဖခင်ရှိခြင်းမှာပဲကျေနပ်ပြီးတော့အသက်ရှင်တတ်သွားတယ်ဒါကြောင့်မို့ တခင်ခွတ်တော်ဘုရားကကျွန်တော်တို့ရဲ့အမြင်ကလာချိန်ရင်းတွေကိုလောက်ဝါးကတိုင်းမှာခံပြီးသွားပြီ။ဒါကြောင့်မို့ယေရှုကိုယုံကြည်ပြီးတဲ့ကသင်ကကောင်းကြီးခံတော်သူဖြစ်တယ်။ကောင်းကြီးနဲ့ပြည့်တော်သူဖြစ်တယ်။ဘာဆက်ပြောလဲအဲ့ဒီကောင်းကြီးမြင်ကလာအကြောင်းမူကားတဲ့အာဗြဟံခံရတော်ကောင်းကြီးမြင်ကလာသည်ယေရှုခရစ်အားဖြင့်တပါးမျိုးသားတို့၌တက်ရောက်သည်အာဗြဟံခံရတဲ့ကောင်းကြီးမြင်လာကျွန်တော်ဘုံမှာရောက်လာတယ်တဲ့။တခင်ယေရှုကိုယုံတဲ့အခါမှာအာဗြဟံကိုဖျားပေးတဲ့ကောင်းကြီးကကျွန်တော်ရောက်လာအဲ့ဒီကောင်းကြီးကဘာလဲကျွန်တော်ဆက်ဖက်ကြီးမှာအဲ့ဒီကောင်းကြီးကိုတွေ့သွားတယ် အဲ့ဒီကောင်းကြီးကပါလေငါတို့သည်တဲ့ဂတိတော်နဲ့ရှင်တော်ဝိညာဉ်တော်ကိုယုံကြည်ခြင်းအဖြင့်ခံရကြမည်အဲ့ဒီကောင်းကြီးမြင်္ဂလာလို့ပြောလိုက်ခါမှာဟောဖျားကိုယ်တိုင်ဖြစ်နေပါလားတန်ရှင်တော်ဝိညာဉ်တော်အတူရှိခြင်းကကောင်းကြီးပဲသူတည်းကြီးအတူရှိခြင်းကကောင်းကြီးပဲယေရှုခရစ်တော်ဖျားအတူရှိခြင်းကကောင်းကြီးပဲသင်အဲ့ဒါကိုသိမြင်သွားတဲ့ခါမှာ I shall know one ငါဘာမှမလိုတော့ဘူးဖျားရှိခြင်းကသင်ရဲ့ပြည့်စုံခြင်းလို့သင်သိသွားရင် ငပီးရင်လည်းစားစားဘာနဲ့စားစားဘာမှပြဿနာမရှိတော့ရှိခြင်းပုံမှာလည်းတင်ရမဝါကြွားတော့မရှိခြင်းပုံမှာလည်းစိတ်မပြတ်တော့ဘယ်လောကအရာမှတင်ရအထင်မကြီးတော့ဘာလို့ကဘာမိုးမြင်စက်ကြောင်ရောက်ကိုဖန်ဆင်းပိုင်တဲ့ဖရာတင်တဲ့တူဘာလုပ်နေလဲရှိနေတယ်အဲ့ဒီဖရာအတူရှိခြင်းမှာဘဝကိုကြည်နှက်ပြီးတော့တင်ရချမ်းသာရင်လည်းဖရာတော့ပဲတင်ရအောင်မြင်ကြောက်ချမှုကလည်းဖရာတော့ပဲတင်ရမချမ်းသာဆိုလည်းဖရာတော့ပဲအသက်ရှင်တယ်ဘာမှအဲ့ဒီလောကအရာကကျွန်တော်တို့ကိုရိုင်နေတော့အောင်လုပ်လို့မရတော့ ခါနန်ပြည်ကဖျားအတူရှိချင်းလောက်ယဉ်ကုန်စရာမကောင်းပါဘူး။ဒါကြောင့်မို့မောရှိကခါနန်ပြည်မဝင်ရတာအေးစိပဲ။ဖျားနဲ့အတူအသက်ရှင်ရတယ်။ तू မဆုံးရှုံးသွားပါဘူး။